မန်စီးတီးဂိုးနေနိုင်မယ့်အနေအထားရှိနိုင်လားမင်္ဂလာပါဒီညမြန်မာစံတော်ချိန်ည7:00နာရီမှာကံမဲ့နျူကာဆယ်အသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်၄ကိုဒါသုံးသပ်ပေးခြင်းပါတယ်ဗျဒီနှစ်သင်းထိတ်တိုက်တွေ့ဆုံမှုဟတ်တူဟတ်အရှင်နေကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ချိန်မှာမန်စီးတီးကအသာစီးရရှိထားပါတယ်၄ချိန်တိုင်းတစ်ချိန်တည်းရလထွက်ထားပါတယ်ဗျ ဆိုတော့ဒူရှားတာကဒီ၅ချိန်မှာ၃ချိန်ကဘူးနဲ့အန်တာ2.5ဖြစ်ခဲ့ပြီးတော့၂ချိန်ကတော့ဘူးများ over ဖြစ်ခဲ့ပါတယ်ဗျဆိုတော့ Newcastle အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲတွေတဲက2024ဒါစက်တင်ဘာမှာ11 2023စက်တင်ဘာမှာ 1C ရလက်ကိုကြည့်ခြင်းအားဖြင့် Man City ကိုတော်တော်လေးထိန်းကစားနိုင်တာကို Newcastle အသင်းကတွေ့ရတာပါတယ်ဗျဆိုတော့ ဒီပွဲမှာဆိုရင်လက်ရှိရှေ့ဆန်းဖောင်ရမန်ချက်စတာစီးတီးကတိုက်စစ်အလွန်ကောင်းနေတဲ့အချိန်ဖြစ်ပါတယ်။နောက်ဆုံးကစားခဲ့တဲ့၄ပွဲဆက်တိုင်း3-0 4-1 3-1 3-1ဒါဒီလိုရလတ်တွေနဲ့ဂိုးမြူးနေပြီးတော့နိုင်ပွဲဆက်နေပါတယ်။ဒီချက်ကဂိုးများအိုပါဖို့ဒါတွန်အားဖြစ်နေပါတယ်ဗျ။ဆိုတော့ညူကတ်ဆက်အသင်းကတော့လက်ရှိရှေ့ဆန်းအတက်အကျရှိနေပါတယ်။နောက်ဆုံး၃ပွဲမှာ၂ပွဲရှုံးထားပြီးတော့ အဲ့ဒီဒါရှုံးပွဲတွေထဲမှာ3-1ဆိုတဲ့ဒါရလက်နဲ့ဒါဂိုးတွေအများကြီးပေးထားရပါသေးတယ်ဗျ။ဆိုတော့ခန့်စစ်ပိုင်းအားနေချက်ရှိနေတာကိုဒါဒါကိုကြည့်ချင်းအားဖြင့်ဒါခန့်စစ်ပိုင်းအားနေတာကိုဒါပြသနေပါတယ်ဗျ။အလယ်လက်သင်းတွေကိုတော့ဒါ3-0ကိုအထိပေးနေရရင်တိုက်စစ်အရန်ကောင်းနေတဲ့ဒါမန်စီးတီးနဲ့တွေ့တဲ့အခါမှာခန့်စစ်ကဒီတက်ပို့ပြီးတော့အလုံးရှုံနိုင်ပြီးတော့ဒါဂိုးတွေဒါပွင့်ထွက်သွားဖို့များပါတယ်ဗျ။ဆိုတော့ ဒီပွဲမှာဂျေးနဲ့ဂိုးပေါင်းအရှိန်ကိုကြည့်မယ်ဆိုရင်ဂိုးပေါင်းဂျေး3လုံး90နိုင်ဂျေးနဲ့ဘော်ဒီဂျေးတည်ပြည့်ချုံဂျေးဒါဖွင့်ထားတာကိုတွေ့ရပါတယ်ဘော်ဒီဈေးတန်းနဲ့ဂိုးပေါင်းဈေးတန်းကိုကြည့်ခြင်းအားဖြင့်ထိုင်ကဒါဂိုးနေဖို့ဒါသုံးမဟုတ်ရင်ဒါ3ဂိုးလောက်ပဲရှိမယ်လို့ဒါမှန်းထားဖို့ရပါတယ်သို့ပေမဲ့လည်း2025ဖေဖော်ဝါရီလကကစားခဲ့တဲ့ဒါနောက်ဆုံးပွဲကိုကြည့်ရင်မန်စီးတီးကလူကတ်ဆယ်ကိုဒါ4ဈေးနဲ့ပြည့်ပြည့်တတ်တာနိုင်ထားတာတွေ့ရပါတယ် ဒါကလက်ရှိမန်စီးရီးရဲ့တိုက်စစ်ကိုဒါညူကဆယ်မစားနိုင်ဘူးဆိုတာကိုဒါလုံးဝပြတ်သားနေပါတယ်ထင်ရှားနိုင်ပါတယ်ဗျာဆိုတော့ညူကဆယ်ကအိမ်ခွင်းမှာဒါဘိုးတင်နိုင်စွမ်းရှိလားမရှိလားကျွန်တော်သုံးသပ်ကြည့်လိုက်မယ်ဆိုရင်ညူကဆယ်ကဒါခန့်စစ်ညံ့နေပေမဲ့လေဒါအိမ်ခွင်းမှာဆိုရင်ဒါဘိုးရောက်အောင်ဒါသွင်းလေးတော့ရှိပါတယ်ဟိုတင်ဟန်ကို 2C ဖူဟန်ကို21ဗီဗီကာကို 3C ဒါနိုင်ထားတဲ့ပွဲတွေကိုကျွန်တော်ကြည့်ခြင်းအားဖြင့်မန်စီးရီးကနိုင်မယ်ဆိုရင်တော့ညူကဆယ်ကဒါ ဂိုးလောက်တော့ပြန်သွင်းနိုင်ခြေရှိပါတယ်။ကျွန်တော်သုံးသက်ချက်အနေနဲ့တော့လက်ရှိဒါမန်စီးရီးရဲ့ကျွန်တော်တို့ဒီတိုက်စစ်ကအရင်ဂိုးမျိုးနေတယ်လို့နျူကတ်ဆယ်ရဲ့ဒါခန့်စစ်ကလည်းအားနေနေတာကြောင့်ဒါ1 2သူမဟုတ်ရင်ဒါ1 3ဒါဒီလိုမျိုးဒါဂိုးတွေပွင့်ထွက်သွားနိုင်ပါတယ်။ Newcastle ကအင်ဂွင်းကဂိုးနဲ့တက်ပင်မဲ့လက်ရှိပုံစံ Carafon ရတော့သူတို့ဂိုးများ over ဘက်ကိုပူပါတာနေပါတယ်ဗျ။ ကျွန်တော်အနေနဲ့တော့ဒီပွဲမှာဂိုးပေါင်းကြီး၃လုံး90နိုင်ချေးတဲ့အရာဂိုးပေါ်ကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျဟုတ်ကဲ့ပါ Telegram Channel မှာဆိုကျွန်တော်ဒါနေ့စဉ်အာဒီမောင်းကတ်လေးတွေနဲ့ဘုံဒီစိတ်ကြိုက်ပွဲတွေကိုကျွန်တော်နေ့စဉ်တင်ပေးပါတယ်မ join သေးတဲ့ဒီကိုတွေ Telegram Channel ကိုလည်းဒါ join ထားပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းတွေနဲ့နိုင်ရလက်တွေပိုင်ဆိုင်နေပါစေလို့ကျွန်တော်ကိုရှိစီတောင်းပေးလိုက်ပါတယ်ဗျ